ဲတူတယ်တူမတယ်အားလုံးပဲမင်္ဂလာပါနော်ဥရဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကဘာလဲဆိုတော့ကဲ့ရဲ့ရှုပ်ချခြင်းသည်တဲ့သူမိုက်တို့အားဖြစ်သည်တဲ့နော်သူမိုက်နော်သူမိုက်တွေဟာတဲ့မိုက်တဲ့လူတွေဟာသူတို့ဘာကိုကဲ့ရဲ့တတ်တယ်တဲ့နော်အဲ့ဒါအားရှိမျိုးပဲပါတယ်နော်တက်ကငိုခြင်းသည်ကလေးငယ်တို့အားဖြစ်သည်နှစ်ကအမျက်ဒေါသထွက်ခြင်းသည်အမျိုးသမီးတို့အားဖြစ်သည် သုံးရလက်နက်သည်ခိုးသူတပြားတို့၏အာဖြစ်သည်လေးရအစိုးရခြင်းသည်မင်းတို့၏အာဖြစ်သည်ငါးကဲ့ရဲ့ရှုတ်ချခြင်းသည် သူမိုက်တို့၏အာဖြစ်သည်၆ကအကျိုးရှိမရှိကို ရှုခြင်းသည်ပညာရှိပုဂ္ဂိုလ်တို့၏အာဖြစ်သည်၇ကဆင်ခြင်ခြင်းသည်ဘုသူတ္တရှိသူတို့၏အာဖြစ်သည်၈ကတိခန့်ခြင်းသည်ယဟန်ပုံနာတို့၏အာဖြစ်သည်တဲ့အဲ့ဒီမှာကဲ့ရဲ့ရှုတ်ချခြင်းသည် ူမိုက်တို့အားဖြစ်သည်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့နော်ဦးလေးတို့မြမနော်ပညာရှိအမတ်နဲ့မောပညာရှိအမတ်တို့နှစ်ဦးနှစ်ဦးတွေ့ဆုံတဲ့အခါကျတော့နော်တဲကွန်ရီတွေပဲတဲပြီးတော့ရင်တွေရင်တွေတွေပဲတဲပြီးတော့နော်တဲခင်းအခန့်ပြီးတော့နော်မောပညာရှိရနော်အခန့်တော့ဗောနော်အခန့်တဲ့အခါကျတော့မြမပညာရှိအမတ်ကြီးကမောပညာရှိအမတ်ကြီး ကျံဟိုစားတဲ့ကမှာနော်ကျံဟိုစားတဲ့ကမှာနော်ကျံဟိုစားတဲ့ကမှာအရင်ကစားစားရင်ကောင်းမလားအဖျားစားစားရင်ကောင်းမလားလို့နော်မေးတယ်တဲ့မေးတဲ့ခါကျတော့နော်မောပညာရှိအမကြီးကပါပြောလဲတော့အဖျားစားစားရင်ကောင်းပါတယ်ဗျာအဖျားစားစားတော့တဖြည်းဖြည်းပုံပုံပုံပြီးတော့ချိုချိုချိုလို့ပြီးတော့ အရသာထူးခဲ့တဲ့အရသာတွေဖြည်းဖြည်းဖြည်းချင်းတိုးပြီးခံစားရတော့ဗျာတဲ့အဲ့လိုနော်မောပညာကြီးမကြီးကပြောလိုက်တယ်ပြောလိုက်တဲ့အခါကျတော့အဲဒါကတော့မှန်ပါတယ်တဲ့ဒါပေမဲ့ဒါကတော့လောကီရေးရပါတဲ့လောကီသဘောကြီးကတော့မှန်ပါတယ်တဲ့ဒါပေမဲ့မြတ်စွာဘုရားတခင်ကိုရမြတ်ကြီးဟောရတဲ့တရားအရဆိုရင်နော်အဖျားဆဆားမယ်ဆိုရင်တဲ့နော်မြန်မာပညာကြီးမကြီးက ဖျားသတ်သားမယ်ဆိုရင်တဲ့နော်အရင်မရောက်ခင်ဒီအလေလောက်မှာကိုကသေသွားခဲ့တော့နော်ကိုွေးတော့လက်မဆန့်မီဆန့်တော့လက်မကိုွေးခင်သေသွားခဲ့တော့ဒီအရင်ပိုင်းမှာဘလောက်ချိုတယ်ဆိုတာသိသွားမှာမဟုတ်တော့ဘူးတဲ့နော်အဲဒါကြောင့်မို့စပြီးတော့စတဲ့အရင်ကစစားမယ်တဲ့နော်အဲ့တော့တုံးနဲ့တူပညာရှိအမတ်ဆိုတာကဲ့ရဲ့ရှုံ့ကြတာမရှိဘူးတဲ့တုံးနဲ့တူချီးမွန်းချီးမွန်းကြတယ်တဲ့နော်မောင်ပညာရှိအမတ်ကြီးက နော်မြန်မာပညာရှိမကြီးကိုရှင်ပင်ရှင်အသင်မကြီးပြောတာကတော့ပို့ပြီးတော့တင့်တင့်တော်လျော်ကံပါတယ်လို့ချီးမွမ်းနေတယ်နော်အပညာရှိတွေကများသောအားဖြင့်နော်ရှုံချတာမရှိဘူးဘလူ့ဘုံမှာမရှုံချအောင်သူကကဲ့ရဲ့ရှုံချတာမရှိဘူးသူမိုက်တို့တာလင်းနဲ့ကဲ့ရဲ့ရှုံချတယ်နော်အဲ့ဒါလေးကိုဦးလေးရနော်ဒီဟာလေးနဲ့ဥပမာပေးပြီးတော့နော်ရှင်းပြပါနော်အားလုံးကျေးဇူးတင်ပါတယ်တာတို့တာတို့တာတို့